လမ်းများပေါ်မှာရေဝူရေရှမ်းမှုရောနေစေဖို့ငလင်းနဲ့တော့ပျက်စီးသွားတယ်။အမှန်ကမိုးရေဆုပ်ထုပ်စက်ရုံမှာရေထုံမြေအောက်ပိုင်းလိုင်းများပြင်းစင်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။မန္တလေးမြို့တော်စီပင်သားရဲကော်မတီရင်းနှီးတန်ရှင်းမှုဌာနအနေနဲ့ငလင်းလှုပ်ခတ်ပြီးနောက်ပိုင်းမြို့နေလူထုတောက်သုံးရေပြက်လက်မှုရှိစေတဲ့အတွက်ဦးစားပေးဆောင်ရွက်ခဲ့ပြီးမကြာမီမိုးရသည့်ရောက်တော့မှာဖြစ်တဲ့အတွက်လမ်းများပေါ်မှာရေဝူရေရှမ်းမှုရောနေစေဖို့ကြိုတင်ဆောင်ရွက်နေကြောင်းဦးအောင်မျိုးဦးစက်မှုကျွမ်းကျင်လေးကယခုလိုပြောကြားခဲ့ပါတယ်။ လမ်းပေါ်ကြီးရေမတင်အောင်အဓိကကျွန်တော်မိုးရေကိုဆွန့်ထုတ်အနေလုပ်လိုက်တဲ့အတွက်ဒီတော့ရိုးတွေပြတ်တယ်အိုင်းနဲ့အတူပိုက်ဆက်ပြီးပြုတ်ထွက်လာတာအဲ့ဒါကိုကျွန်တော်တို့ကဒီရောင်ပြန်လဲပြုပြင်ပေးရတာပြုပြင်တဲ့အချိန်မှာဒီဒီရောင်လေးတိုင်းလိုင်းပေါ်ကိုဒီဆက်ရန်နေရာတွေနဲ့တူးရတာတွေဆက်ရန်နေရာတော့ရတာရှိတယ်အချို့နေရာဆက်ရန်နေဝင်နေနေရာမှာလူတွေနဲ့ဝင်ရတာရှိတယ်